Hello Philip W New Ju Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆိုတော့အခုတလောအပေါ့နော်ကျွန်တော်တို့ဒီ Jersey Bag ကိုတိတ်လှဲလေးလှဲတာမရှိဘူး။ကျွန်တော် Pokemon Box တွေဖောင်းတယ် United Box တွေ Soccer Box တွေဒါရင်းနဲ့ကက်တီတွေဖောင်းရင်းနဲ့ပဲအချိန်ကုန်တယ်ပေါ့နော်ကျွန်တော်ဗီဒီယိုတွေတော်တော်များများဒီနေ့ကတော့ကျွန်တော်ကကျွန်တော်ရဲ့ Jersey Collection ကိုကျွန်တော်ကပြတ်တော့ဖြစ်ပါတယ်။ဆိုတော့ဥစားပထမဆုံးတောင်းမဲ့မှာရောကျွန်တော်က United Fan ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စုထားတဲ့ Jersey တော်တော်များများကအဲ Jersey တော်တော်များများမှာပေါ့ Jersey အကုန်လုံးကပဲဆိုပါတော့ပေါ့နော်။ United Jersey ကြီးပဲဖြစ်နေလိမ့်မယ်ဆိုတော့တခြားအသင်း fan တွေတော့ဘယ်တော့ကြိုးပြီးတော့တောင်းပန်ထားတာပါဆိုတော့ဒီနေ့ကဒါကျွန်တော်ရဲ့ Jersey Collection ပေါ့ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရင်တွေ့လိမ့်မယ်ကျွန်တော် Jersey စုရင်တန်မှန်ဒီတိုင်း Jersey ပဲစုတယ်စုတာရှိရမှာမဟုတ်ဘူးဒီနောက်မှာဆိုသူ player sign တွေပါတဲ့ Jersey စုတယ်စုတာရှိရဆိုတော့အရင်တော့ဗီဒီယိုတွေမှာဆိုရင်ကျွန်တော်အများကြီးပဲလုတ်ခဲ့တယ်ဒီလိုဗီဒီယိုတွေဒီလိုဗီဒီယိုတွေမှာဆိုရင်ကျွန်တော်က backup authentication ပေါ့အဲ့ဒါဘာလဲဆိုတော့ဒီ backup ကနေပြီးတော့ authenticate လုပ်ထားဒီ company ရကနေပြီးတော့ဒီကစားသမားထိုးထားတာဖြစ်ကြောင်း authentication လုပ်ထားကျွန်တော်တို့ကစားသမားကိုယ်တိုင်ထိုးခဲ့တာမျိုးလုံးနဲ့မြင်ခဲ့တာမဟုတ်ဘူးပေါ့ဒါပေမဲ့ဒါအစစ်ဖြစ်ကြောင်းပေါ့ဒီ third party company က guarantee ပေးထားပေါ့နော်ဒါပေမဲ့ဒီနေ့ Jersey ရောအထက်ပို့ပြီးတော့ထိုးချရတယ်ဒါဘာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်နိုင်ငံမျိုးလိုက်ပြီးတွားပြီးရော player sign တွေကို UK ရဲ့ jersey တွေပဲဖြစ်ပါတယ်ဆိုတော့ ဒါအရင်ကစိတ်ဝင်စားဖို့ကောင်းတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါကျောင်းရဲ့ collection လေးဘာရှိမလဲဘယ် player ရဲ့ sign တွေပါမလဲဆိုတော့လည်းတစ်ချက်တော့ကြည့်ပေးကြပါအောင်ညာ let's go ဆိုတော့ကျွန်တော်ပထမဦးဆုံးပြချင်တဲ့ Chelsea ရောပေါ့နော်ဒီ United 2008 2008တုန်းကဒီ Chelsea ပေါ့နော်ဒီနောက်မှာဆိုရင်ဒါ Rio Ferdinand ရဲ့ name ဆက်နေပေါ့ဒါကကျွန်တော်6လပိုင်းဒီနှစ်တုန်းကအဲဒီ FC Mobile ပေါ့ Rio Ferdinand ဒီဘန်ကောက်ကိုလာလေတော့က ထိုးခဲ့ရထားတဲ့ jersey လေးဖြစ်ပါတယ်ဒီ autograph လေးပေါ့နော်ရိုဖာရီနာ autograph လေးသူထိုးတော့မင်းကတိတိလေးဖြစ်သွားတယ်ကျွန်တော်ပေးရဲ့ shop ပင်ကလေအဲတော့တိတိလေးဖြစ်သွားတဲ့အကြောင်းဒီ video ကကျွန်တော်ကဒီ joint channel မှာလည်းတင်ထားရယ် brother စိတ်ဝင်စားရင်သွားကြည့်လို့ရပါတယ်ဆိုတော့အဲတော့ငါက6လပိုင်းတော့ဖြစ်မယ်သူ FC mobile ဒီသူအပွဲပေါ့ game ပြိုင်ပွဲပေါ့ game ပြိုင်ပွဲအတွက် Rio Ferdinand special guest အနေနဲ့ဘန်ကောက်ကိုလာရတာဒါပေမဲ့ game ပြိုင်ပွဲကတော့လူရဲ့အရန်များရယ်အရန်များတဲ့အကြောင်း အာကျွန်တော်ကသူသူတဲဟိုတယ်ပေါ့ Rio Finance တဲဟိုတယ်ကိုတွားခဲ့ရပေါ့နော်တွားခဲ့တယ် Rio Finance နဲ့တွေ့ခဲ့တယ်တော်တော်လေးကိုသဘောကောင်းတယ် Rio Finance ကအဲကနောက်ပြောကျွန်တော်အဲ့ဗီဒီယိုမှာလည်းပြောခဲ့ရပေါ့နော် Rio Finance ကမြန်မာပြည်ကိုအခုထိမှတ်မိနေရောမယ်မြန်မာ fan တွေကိုလည်းတတိယရယ်ဆိုပြီးတော့သူပြောခဲ့ရပေါ့နော်ဆိုတော့အဲ့ဗီဒီယိုလေးကိုလည်းစိတ်ဝင်စားရင်တွားကြည့်လို့ရပါတယ်ဒါက Rio Finance ရဲ့ထိုးပေးခဲ့တဲ့သူ့ရဲ့ jersey sign jersey ပေါ့နော်ဒါကပထမဦးဆုံးအနေနဲ့ကျွန်တော်ပြသခြင်းဖြစ်ပါတယ် Ferdinand နဲ့ဂျွန်လာပိုင်းတော့မတွေ့ခင်ကျွန်တော်ကဘန်ကောက်မှာရှိနေခဲ့ဘူးတကယ်တကယ်ဘန်ကောက်ကိုလည်းဂျွန်လာတော့ကပြန်လာဖို့ဆန္ဒမရှိခဲ့ဘူးအဲတော့ကျွန်တော်စင်ကာပူနဲ့မလေးရှားမှာပဲခဏနေဦးမယ်ဆိုပြီးတော့စိတ်ကူးထားပါနော်ဘာလို့ဆိုမေလာတော့ကမလေးရှားမှာ Manchester United အသင်းရောက်နေတယ်ဒီအခုလက်ရှိအသင်းပေါ့နော်အသင်းရောက်နေတယ်နောက်ပြီးတော့စင်ကာပူမှာကျတော့ United Legend တွေအများကြီးရောက်နေတယ်ဆိုတော့ကျွန်တော်ကစင်ကာပူအရင်ရောက်ခဲ့တယ် စင်ဘူရောက်တော့ကဆိုင်းဂျာစီကိုလည်းကျွန်တော်ပြသွားမယ်အန်ဝါတွေးခဲ့တဲ့ agent တွေက James Stamper မယ် Louis Saha ပါမယ်။ Johnson ပါမယ်။ West Brown West Brown ပါမယ်။ Teddy Sheringham ပါမယ်။အာနောက်ပြီးဒီ Liverpool Legend တွေတို့ကချစ်ချည်ရပွဲလာဆော့ပါဘောနော်။ဆိုတော့ကျွန်တော်ကအဲ့မှာ United Legend တွေရဲ့ကစားသမား Sign Jersey တချို့တော့ရရှိခဲ့တယ်။နောက်ပြီးတော့သူနဲ့လည်းတွေ့ဆုံဝင်ရခဲ့ပါဘောနော်။ဆိုတော့အဲ့ Jersey လေးကိုလည်းကျွန်တော်ပြပါမယ်။ပထမဦးဆုံးတော့ဒါလူချမ်းကြီးပါနော်။ James Stan ရဲ့ Sign Jersey ဖြစ်တယ်။ ဒါ jump stamp ထိုးပေးတာ jump stamp ကအရက်ကအပြင်မှာအရှိကြီးပဲ jump stamp နောက်ပြီးသဘောလည်းကောင်းတယ်အာတော်တော်လေးကိုစိတ်ထားပြည့်ရပေါ့နော် United Legend တွေကဒီ jump stamp ဆိုလဲ AC ပဲလုံးဝသူနာမဆို body guard တွေလည်းမရှိဘူးအဲဟောဆိုဘာလို့ဆိုတော့သူကဒီ Sandosa မှာ event ကျင်းပအောင် Sandosa hallway ရဲ့မှာသူတောက်လျှောက်ဟုတ်ပါတော့လိုက်ဒီပါတော့တယောက်တည်းသူလမ်းလျှောက်နေတာလမ်းလျှောက်နေတော့ကျွန်တော်သူ့နဲ့လည်းတော်တော်လေးကိုစုံတွေ့ခဲ့ရတယ် jump stand ဆိုရင်ဒါဆိုင်းထိုးတာဒါ သူအပြည့်ပဲဆိုင်းအောင်အရှိကြီးပဲဆိုင်းအောင်ထိုးတာဒါသူက travel winner ရေပေါ့နော်သူက travel winner သူ umbro kit တော့ဟာဟာရေပေါ့ jump standard တွေ့ပြီးတော့ကျွန်တော်ကျွန်တော် traditional hand နဲ့လည်းတွေ့ခဲ့တယ် traditional hand ကတည့်ရတိုင်းပဲသူကနည်းနည်း british အရန်ဆန်တယ်လို့ပြောမလားအင်္ဂလိပ်အရန်ဆန်တယ်ဗျာအင်္ဂလိပ်အရန်ဆန်တော့သူစကားအပိုင်းလည်းအရန်မပြောသိသူ jump standard နဲ့ရှင်လိုက်လို့ရှင်သိမဖော်ရွေဘူးလို့ပြောလို့ရတယ်နောက်ပြီးသူကတည်တည်တက်တက်ပဲလုံးဝအမြဲတမ်း တီတီတန်းတန်းပဲနေရလက်ကြီးပိုက်ပြီးတော့အဲ့လိုအဲ့လိုပေါ့နော်ဟိုနည်းနည်းတော့ဟိုဟာဖြစ်တယ်မန္နာကြီးရောမော်ဘူးနည်းနည်းသူခိတ်ခံခိတ်ခံကြီးရပေါ့နော်တယ်လီရှင်ရင်ခံမျိုးဒီသူကဘန်ကောက်ကိုလည်းလာလေလေးရှိရတယ်လီရှင်ရင်ခံမျိုးကဘာလို့လဲဆိုတော့သူကဂေါဖလာရိုက်တာတို့သူအဲ့လိုဒီနောက်ပိုင်းချစ်ချီရေးပွဲအများကြီး solid ရှိရမလို့ဒါ tradition ဟဲ့လက်မှတ်ထိုးအောင်စိတ်ရှည်ပါတယ်သူကဒီမှာတဲဒီသူ sharing ဟဲ့အမှန်ဆိုရင်တော့ပုံမှန်အားဖြင့်ဆိုရင်သူကလက်မှတ်ကိုဒီတစ်ခုပဲလာမသိဘူးအဲ့လိုမျိုးထိုးတာပဲရှိတယ် အမေကျွန်တော်တို့ကတော့လက်မှတ်အပြည့်ထိုးပေးလိုက်တာဒီဘက်မှာ daily sharing cam ဆိုပြီးတော့ဒီဘက်မှာသူ့ရဲ့နာမည်ပထမဆုံးနာမည်ဒီမှာဒုတိယနာမည်အဲ့လိုမျိုးပုံစံနဲ့ထိုးပေးကြရအောင်နော်ဒါ daily sharing cam ထိုးပေးကြရ sign jersey ပါဆိုတော့ဆိုတော့အခုကျွန်တော်ပြနေတဲ့ player အကောင်လုံးကတော့ဒါ travel winner ပဲပေါ့နော်ဒါဆိုကျွန်တော်ခစ်တော့အမှန်ဆို jump stamp note edition ကိုခံလို့ဆိုတာကြောင့်ကျွန်တော်တော်တော်လေးကိုရင်းနှီးသေးရင်းနှီးသေးတဲ့ဘာလို့ဆိုတော့သူ့ရဲ့ highlight ဒီ clip တွေအများကြီးကြည့်ခဲ့ရတယ် traditional ဟာနဲ့တ UCL ကိုသွင်းရှင်ဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကြည့်ခဲ့ရတယ်ဒါပေမဲ့ဒီလိုကစားသမား Johnson တို့ကြောင့်ကျွန်တော်မသိရောကျွန်တော်မသိရော Johnson တို့ကြောင့်ဒါ Johnson ကလည်း United ကစားသမားဟောင်းမယ်နောက်ပြီးသူကလည်း treble winner legend လို့ပြောလို့ရတယ်အမကြောင်ကဒီ Johnson နဲ့မတွေ့ခင်ရဆိုရင် Johnson အကြောင်းကိုပြန်ပြီးတော့ဖတ်ကြတယ်ပေါ့နော်အဲသူ့ကိုလည်းမမြင်ဘူးအရင်တော့ဆို Johnson ဘာလို့ ချက်မီတာက United ကို2005လောက်ကမှစမိရ2005လောက်မှစကြည့်ရတဲ့ကြောင့်သူကကြတော့ဒီ Travel Winner ကြီးကြောင့်ကျွန်တော်က clip တွေလောက်ပဲကြည့်ဘူးပါဗျ clip တွေကြည့်ဘူးရဲ့အချိန်မှာ Johnson တို့ကြောင့်ဟိုမမြင်ဘူးပေါ့နော်ကျွန်တော်မမြင်ဘူးဆိုတော့ဒါက Johnson ရဲ့လက်မှတ်ဖြစ်ပါရဲ့ Johnson ရဲ့လက်မှတ်ကလည်းသူကအပြည့်ပဲထိုးပေးတာ Johnson တို့လည်းအာတော်တော်လေးသဘောကောင်းတယ်သဘောကောင်းတယ်ဆိုတော့အဲ့တော့စကားပြောရင်မင်းဘယ်ကလဲပေါ့နော်အဲကျွန်တော်ကမြန်မာပြည်ကပေါ့မြန်မာမြန်မာနိုင်ငံရဲ့ fan ပေါ့ United အာအတိရဲတဲ့ United United fan တွေကမြန်မာပြည်မှာအများကြီးရှိရယ်ဆိုတော့အဲကတတော်သဘောကောင်းတယ် Johnson တော့အဲလိုစကားပြောတာအဲကဆိုရင်နောက်ပြီးတော့ကျွန်တော်က Johnson တို့ထပ်ဆောင်လို့ရှိရင် West Brown တို့ kick ပေါ့ West Brown ကိုပုံမီရပါတော့ West Brown ကိုပုံမီရတဲ့ West Brown နဲ့ကတော့ကျွန်တော်စကားကဟိုလိုအလာပါသလာပါတဲ့အဲလိုအတင်းအကြောင်းမှပြောပြတယ်အတင်းအကြောင်းမှပြောဆိုသူက Q&A session ပေါ့ Q&A session ရှိရဒီ event မှာ Q&A session ရှိရကြလက်လက်ထောင်ပြီးတော့ကိုကြိုက်တာမေးလို့ရတယ်ပေါ့ကိုကြိုက်တဲ့မေးလို့ရဆိုကျွန်တော် West Brown ကိုမေးရ ဘတ်စ်ဘောင်းဒီအခုလက်ရှိအတင်းအချိန်နေရပါတော့။အဲကျွန်တော်တို့ဒီ Ferguson လက်ထက် Glory Days တွေကိုပြန်ရောက်ဖို့အတွက်ဘယ်လောက်တောင်တိုက်ဆောင်မလဲ။ तू ပြောတော့အရှိကြီးပဲ။ What's wrong ဆိုတာနာမည်ကြီးရအောင်ကျွန်တော်အုံကိုရနေနာမည်ကြီးတော့ဒါပေမဲ့ तू ကတော့ဘယ်လောက် player ရဲ့စီကန်ကြီးလဲပေါ့နော်။အဲကစားသမားတွေကိုဒီပြတယောက်ကစီကန်ကြီးလဲဩဇာလွှမ်းမိုးလဲနောက်ပြီးတော့ဒီ United ပြည်သက်တွေအပေါ်ကိုသူရဲ့ကစားသမားရဲ့ type အမည် တော်တော်လေးကိုပေါ့နော်အန်ကအော်လို့ငေါရရှိခဲ့ Grand Era ကတော်တော်လေးကိုကြီးမားခဲ့ရပါတော့အဲ့ဒါကိုဗတိမထားမိဘူးအခုမှပြန်သိရဆိုတဲ့ပုံစံပေါ့ဒါတော့ What's wrong ထိုးပေးခဲ့ Sign Jersey လေးပါ What's wrong သူ့လက်မှတ်ကိုသူကဒီဂျာနှစ်ခုရဲ့မှာကျွန်တော်ထိုးပေးခဲ့ဒီအလဲလေးမှာ What's wrong in Sign Jersey ်ဝက်စ်ဘရောင်ကလည်းနောက်ပိုင်းဆိုရင်သူကဒီ United ရဲ့ activity တော်တော်များများမှာသူပါတယ်နောက်ပြီး West Brom ကနေလာတော့ United Legend ပွဲပြီးရတယ်သူလေးရှာကိုတန်းသွားရတာဘာလို့လဲဆိုတော့ Malaysia မှာသူတို့ United က May Bank နဲ့လာပြီးအဲလှုပ်တဲ့ပွဲကိုသူတို့အတက်က West Brown နဲ့ West Brown နဲ့အဲအဲ့လိုမျိုးပြောပြတယ်ဘာလို့ဆိုတော့ West Brown ကြောင့်ကိုကကြည့်လိုက်ရအောင်သူ UCL မှာဟောဆိုလဲ West Brown ကခြေစမ်းတော်တော်ပြခဲ့ကစားသမားဗျာဆို West Brown ရဲ့ sign jersey ဒါလည်း Ambro ပဲ Vodafone ကတောင်းဟာ high 1998-99ဒီလို travel winner တွေခစ်တုံးကတော့ကျွန်တော်တို့ကဒီ highlight တွေနောက်ပြီး United သမိုင်းကြောင်းတွေနဲ့ပဲတိခဲ့ရပါဘောเนาะဒါပေမဲ့အခုထပ်ပြီးရောဆက်ပြမယ် jersey ရောကျွန်တော်တို့ error ရောက်လာပါပြီကျွန်တော်ကျွန်တော်မှီခဲ့ error ပေါ့เนาะဆိုတော့တော်တော်လေးကိုမှီခဲ့ error ရောက်လာပြီဒါ Babatok ရဲ့ sign jersey ဖြစ်ပါရဲ့ဒါ Babatok ကအနောက်မှာလဲကျွန်တော်တော့တွေ့လိမ့်မယ်ဒီမှာအနောက်ကတော့ကျွန်တော်ကဒီကိုယ်တိုင်ပေါ့เนาะလေးလပိုင်းတို့က လေးလပိုင်းမို့၅လ2024 AN 2024လေးလပိုင်း၅လပိုင်းတော့ဒါဒီဘန်ကောက်ကိုရောက်လာတော့ AN ကလည်း FC Mobile နဲ့ဒီ Yoga Tour ဆိုလားမသိဘူးသူကော်မတီဘက်က IM Legion ကနေစီစဉ်ပြီးတော့ Meet and Greet လုပ်ခဲ့တာဒါကျွန်တော်ပထမဦးဆုံး United Legion မှာတွေ့ဘူးอ่ะ Baba Talk တွေ့ဘူးอ่ะဒီဟာဒီ Sign Jersey ကတော့လွန်ခဲ့တဲ့6လပိုင်း6လပိုင်းလောက်ကမှ6လပိုင်း7လပိုင်းဝင်းကျင်ပေါ့နော်အဲတော့ကမှထိုးခဲ့တဲ့ Sign Jersey လေးဖြစ်တယ်ဒါသူတို့ဆိုးမြို့မှာပေါ့ တောင်ကိုရီးယားဆိုးမြို့မှာဒါသူတို့ချစ်ချည်ရေးပွဲလာပြီးတော့ legend တွေ icon icon legend လာကန်တော့ကထိုးပေးခဲ့တဲ့ sign jersey တွေဖြစ်ပါတယ်။ဆိုတော့ဒါကကျွန်တော်ရဲ့ Nike era ဖြစ်သွားပြီ A1 ပေါ့နော် United ဖလားရခဲ့နှစ်တွေပေါ့။ဆိုတော့ United ရွှေချီးဆောင်ခဲ့နှစ်ကက sign jersey ပေါ့နော်။ဆိုတော့ဒီ kit တွေတော့ကဒီအသားရေဆိုရင်ကျွန်တော်ချစ်ချည်လိုက်ဒီဟိုဟာကလေ Velvet နဲ့လောက်ထား name set တွေအဲ့လိုဒီတိုင်းရိုးရိုးအပြားဗျာဒီဟာဘာလဲ heat ready လို့မျိုးပုံစံမျိုးရှိရဒါပေမဲ့ဒီရုံးကတော့လုံးဝ Velvet နဲ့လောက်ထားရဲ့ sign jersey ပုံစံလေးပေါ့ဟာဒါသူအပတ်တော့ထိုးခဲ့ sign jersey လေးဖြစ်ပါတယ် so the rigis sign jersey တွေပါ the rigis ကလည်းကျွန်တော်ဒီ2025 april လောက်မှာကျွန်တော်တွေ့တွေ့ရပါတော့ living legend နဲ့တူ living legend company ကနေပြီးတော့ season ဆောင်ရွက်ပြီးတော့ tourism ကိုမြှင့်တင်ဖို့အတွက်ဆိုပြီးတော့ဒါသူ လာခဲ့တာဖြစ်တယ်။အန်ဝါပွဲနှစ်ပွဲလောက်တာနှစ်ပွဲမှာသူကတပွဲကိုဆိုင်းဂျက်စီတစ်ခုထိုးခွင့်ရှိရင်ဆိုတော့ကျွန်တော်ကညစာစားပွဲ Giz နဲ့ညစာစားပွဲတပွဲတက်ခဲ့တယ်။အဲ့ဒါလည်းဗီဒီယိုလေးတင်ထားရဲသွားကြည့်လို့ရပါရဲ့။နောက်ပြီးတော့ဒီဟာကြောင့်သူဒီ fan နေနဲ့တွေ့ရပွဲပေါ့ဒီ fan နေနဲ့တွေ့ရပွဲမှာကြောင့်ဒီ jersey လေးကျွန်တော်ထိုးခဲ့တယ်။အနောက်မှာမှန်မောင်းနဲ့ထားထားကြောင့်ဒါသူညစာစားပွဲတော့ကျွန်တော်ထိုးခဲ့ jersey လေးဖြစ်တယ်ပေါ့နော်။အဲ့ကိစ္စကလည်းတွေ့ဖို့ခက်တယ်ပေါ့နော်။တွေ့ဖို့ခက်တယ်ဆိုတော့ဘာလို့လဲဆိုတော့သူကဒီအာရှနိုင်ငံတွေကိုတိတ် မလာဘူးလာပြစ်ခဲ့ရင်လည်းဒီဟောင်ကောင်တို့တောင်ကိုရီးယားတို့ဒီလိုနိုင်ငံတွေကိုပဲသွားတာများတယ်ဒီဟိုဘာလဲထိုင်းတို့ဘာလို့တိတ်မလာဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းတော့ Rigis ကဒီတနစ်ထဲမှာတော်တော်လေးလာတယ်ဘာလို့ဆိုတော့ဒီထိုင်းကနေပြီး Monomass ပေါ့နော် Monomass ဆိုတာဒီ Canal Plus တို့လိုမျိုးပဲ SkyNet တို့လိုမျိုးမျိုးဆို SkyNet တို့လိုမျိုးပဲပေါ့နော်ဒီမှာ Premier League ကိုသူက official broadcast လုပ်ထားအဲ့တော့ကြောင့် Rigis ကအဲဒီထိုင်းကိုနှစ်ခေါက်လောက်လာခဲ့ပေါ့နော်နှစ်ခေါက်လောက်လာခဲ့ ဆိုတော့ကျွန်တော်ရဲ့ sign jersey ရဲ့မှာဒီ sign jersey ရောတော်တော်လေးကိုထူးခြားရဲ့ sign jersey တစ်ခုဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ကျွန်တော်ပုံမှန်အားဖြင့်အကြောင်းကျွန်တော်လက်ရှိစုလေးမရှိဘူးဒါပေမဲ့ဒီက Van Persie ရဲ့ဒါ Arsenal ကနေပြီး Man U ပြောင်းလာပြီးတော့သူ့ရဲ့ iconic jersey ပေါ့နော် iconic jersey မလို့သူလက်နောက်ပြီးဗမာစီအဲမှာလက်ရှိဝတ်တာလေးများတယ်လက်ရှိနဲ့သူ့ရဲ့ name set ဒါ Premier League သူ့ရဲ့ name set နဲ့လုံးဝ share အောက်မှာ fantasy sign အကြီးပဲကျွန်တော်ထိုးပေးတာဆိုတော့ဒီ jersey ကကျွန်တော် consign နဲ့သွားပေးရာ consign နဲ့သွားပေးရာဆိုပြဆို fantasy က8000ဆောင်းရှာနိုင်ငံကြီးမလာဘူးမလာဘူးတော့ဒါကိုကျွန်တော်8လပိုင်းဒီနှစ်ရှစ်လပိုင်းတော့ဒီမှာ private signing ရှိရဲအဲ့မှာသူကဒီကျွန်တော်ဘန်ကောက်ကဆိုလဲဘန်ကောက်ကအထယ်ကိုပေးရရင်ပေးပြီးတော့အာဒီ consignment ကိုပို့ပေးရရပေါ့နော်နောက်ပြီးသူကမှပြန်ပြီးတော့ဒီထိုးထားရဲလက်မှတ်ပေါ့လက်မှတ်ကို ကျွန်တော်ဖိုတိုနဲ့တကွာတက်တယ်ပေါ့နော်အဲ့လိုမျိုးပြန်ပြီးပို့ပေးရတယ်ပို့ပေးရတယ်အဲဟိုကဒါကျော်ဆိုရင်ဒီမှာရေးထား very big size ဆိုင်းကြီ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 းထိုးပေးပါဆိုပြီးတော့ဒီမှာတောင်းဆိုထားပါဘောနော်ဘန်ကောက်ကနေပြီးတော့ပို့ထားရဲဆိုတော့ Vampire Sea ဆိုင်းဒီမှာဒီ area မှာထိုးပေးပါလို့ကျွန်တော်ကပြောခဲ့လိုက်တာဘာလို့ဆိုတော့ Vampire Sea ဆိုင်းကကျွန်တော်သိရဲ့ဘာလို့လဲဆိုတော့ဒီလိုမျိုးကြီးထိုးပါ Vampire Sea Vampire Sea အဲ့လိုမျိုးထိုးရဲ့အချိန်ကျတော့ဒီအပေါ်ကြီးမှာဒီမှာထိုးရင်တော့အဆင်မပြေဘူးဗျာ ဒီဘောင်ခန့်ရင်လည်းဒီအရှိန်ကြီးမှာထိုးလိုက်လို့ရှင်တယ်ဒီနောက်မှာ frame လုပ်လို့ရှင်ရကြောဒီအဆင်မပြေဘူးပေါ့နော်အဆင်မပြေတော့ကျွန်တော်ကဒီအောက်လေးမှာဒီမျိုးလေးထိုးထားခဲ့ရမစီရဆိုင်ရောအကြီးပဲဆိုတော့ဒါကဒီနှစ်ကတော့အားလုံးပဲဒီစကားစကားကွက်နှစ်ပေါ့ United ရဲ့စကားကွက်နှစ်ဒီနှစ်ကလည်းကျွန်တော် Premier League United ကရခဲ့နှစ်ပဲ Member C အတော်တော်လေးကို iconic ဖြစ်ခဲ့အကောင်းဆုံးຢာလီပေါ့နော် United မှာအကောင်းဆုံး season တစ်ခုပိုင်ဆိုင်ခဲ့ຢာလီရဲ့ ဆိုင်းဂျာစီလေးကျွန်တော်အမတ်တရ personal collection စုထားပါနောက်တစ်ထည့်အောင်ကျွန်တော်ပေါ့နော် Premier League တစ်နှစ်တာအကောင်းဆုံးနှစ်ချိန်ဇက်တိုက်ရခဲ့တဲ့ကစားသမားပေါ့နော်ဒါတော်တော်တချို့ရောင်မှာမေးလောက်ပြလောက်ဖြစ်ခဲ့ဟာရှိရဲ့နော်နီမန်ဂျန် VD ဖြစ်ပါရဲ့နော်နီမန်ဂျန် VD ရဲ့ iconic ကကြောက်ဖို့ကောင်းတယ်သူကဟိုဘုံမပေးရဘူးကအဓိကဆိုရဲ defender ပေါ့နော်ကျွန်တော်ဒီနောက် generation မှာတော်တော်လေးကိုရှာဖို့ခက်တဲ့ CB ကစားသမားဖြစ်တယ် ဆိုဒီမှာကျွန်တော်ဒီဟာဆိုတော့ဒါပရီးမီးယားလိသူတို့ရခဲ့နှစ်ပရီးမီးယားလိဒါဒီနှစ်ရခဲ့နှစ်ကဂျာစီပေါ့နော်ဒါဒီဟာဆိုရင်ကျွန်တော်ဟိုပါပါ Nike ရဲ့ tag ပါပါရပါတော့ဒါ knowledge sharing တခုပေါ့နော်ဒီ Nike ရောပါတော့ဒီလိုမျိုး tag တွေပါလာလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးလေး sleeve လေးအုပ်ထားရတယ်ဘာလို့လဲဆိုတော့ဒီဟာက paper နဲ့ paper product ဖြစ်တဲ့အတွက်ကြောင့်အဲခြားစားတာဖြစ်တဲ့တဲ့အဲ့လိုသိရမလားနည်းနည်းဖြစ်တဲ့တဲ့အတွက်ကြောင့်ပေါ့နော်ဒီလိုမျိုးလေးအုပ်ထားပါဒါက brand new with tag ပါ ်မင်းတို့တက်ကောဒီမှာကျွန်တော်ဗီဒီထိုးခဲ့ sign jersey လေးဖြစ်ပါတယ်ဆိုတော့ဒီဒီ sign jersey ကကျွန်တော်တို့ဟောင်ကောင်လမ်းဝထိုးပေးထားတဲ့ sign jersey လေးဖြစ်တယ်ဟောင်ကောင်မှာဒီတို့ legend တွေဆော့ရပွဲပေါ့နော် legend တွေဆော့ရပွဲမှာကျွန်တော်ရခဲ့တဲ့ sign jersey လေးဖြစ်တယ်ပွဲမှာရခဲ့တာမဟုတ်တို့ hotel မှာသွားပြီးတော့အဲတန်းစီပြီးတော့ပေါ့တန်းစီပြီးသားဒီကစားသမားတွေလာရင်တစ်ခါကြရင်ပွဲရဲ့ပိုင်းမှာလက်မှတ်ရဖို့ခတ်တယ်ဒါတော့ကျွန်တော်ပြောပြပါဘောနော်ပွဲမှာလက်မှတ်ရဖို့ခတ်တယ်သူရဲ့ သူ့ဟိုတယ်ရေသူ့ရဲ့သူ့လာမဲ့ airport မှာအချိန်ဇာတ်ကိုကြည့်ပြီးတော့သွားဆောင်နေအောင်ပို့ပြီးတော့ခိုင်းကြလူနေတဲ့အတွက်ကြောင့်ပေါ့နော် sign jersey ရဖို့သူ့ရဲ့ sign တွေရဖို့လွယ်တယ်ပေါ့နော်ဆိုတော့ manager vidic က sign jersey လေးဖြစ်ပါတယ်ဆိုတော့ rio ferdinand rio ferdinand နဲ့ကျွန်တော် hong kong မှာ sorong က ရခဲ့ရကျွန်တော် Rio Ferdinand ကအနောက်မှာပြခဲ့ဟာကြောင့်ကျွန်တော်ဘန်ကောက်လောင်ဝါထိုးပေးခဲ့ရပါတော့နောက်ပြီးတော့ကျွန်တော်ဒီဟောင်ကောင်မှာလည်း Rio Ferdinand ပြန်ပြီးတော့လာခဲ့သေးရလာခဲ့ချိန်မှာတွေ့တော့လည်း Rio Ferdinand သူ့ဟိုတယ်မှာအာကျွန်တော်လက်မှတ်လာထိုးပေးရ Rio Ferdinand ကအမြဲတမ်းလက်မှတ်ထိုးဖို့ဆိုရင်သူကဆက်ရှိလက်ရှိထိုးပေးရအဲ့တော့သူ့ရဲ့ sign တွေကအမြဲတမ်းတည်တည်တတ်လေးပဲပေါ့နော်သူများရဲ့ထက်ဆိုင်ပို့ပြီးတည်တတ်တယ်ပို့ပြီးတော့ဟိုဘောင်ထဲကိုတခါရဲပေါ့နော်အကုန်အကုန်တေချာလေးထိုးပေးထားပါ Rio Ferdinand က ဒါကျွန်တော်ဒီနှစ်ကိုကြိုက်တယ်ဒီ AO1 jersey လေးကိုပိုကြိုက်တယ်ဘာလို့လဲဆိုတော့ဒီနှစ်ကကျွန်တော်အမတ်တရရရှိရယ်အာအမတ်တရရရှိရယ်ဆိုတော့ brother ကိုလည်းပြီးလိမ့်မယ်ဒီ jersey ကဘလို့အမတ်တရရရှိတယ်ဆိုတော့ဆိုတော့အဲ့အယူရအကျယ်တမွေကြီးမပြောတော့ဘူးဒါပေမဲ့ဒီနှစ်မှာတော်တော်လေးကို iconic ဖြစ်ခဲ့တဲ့ရလက်တင်နဲ့နိုင်ရတဲ့ပွဲလေးအများကြီးပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီ jersey လေးကိုပို့ပြီးတော့ဆူလေးဆူတာရှိရပါတော့။အဲဆူလေးဆူတာရှိရဆိုတာ စဆူမိလိုက်တာဒီ jersey ဖြစ်သွားလို့ဘာလို့ဆိုတော့အနောက်မှာ side to side jersey နှစ်ခုอ่ะလည်းအဲ့လို jersey ဖြစ်တဲ့ဟာကြတော့ကျွန်တော်တကယ်လို့မှန်ပေါင်းနဲ့အခန်းထဲမှာ decoration လုပ်မယ်ဆိုရင်ကြာဒီလို jersey တော့လျှောက်တူွားတာပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့ဒီ jersey ကိုဆူမိပြင်အောင်ပေါ့နော်ဇင်းလုံးအဖြစ်အားနဲ့ဒီဟာက2000ကျော်3000လောက်ဆိုကောင်းကောင်းရတယ် အဲ coordination ကောင်းကောင်းရရပေါ့နော်သူများရထားစားလို့ရှင်ဒီ2000 2008 AIG ဖြစ်တော့ဆိုရင်အကြောင်းဘတ်အနည်းဆုံးတောင်းရင်မှာ4000 5000လောက်တောင်းတော့မှကောင်းကောင်းရတာဒါပေမဲ့ဒီ A1 jersey အကြောင်း2000 3000လောက်တောင်းရင်အဲဒီ coordination ကောင်းကောင်းရရတဲ့အတွက်ကြောင့်ကျွန်တော်ဒီ jersey လေးကိုပို့ပြီးတော့စုပစ်တယ်လို့ပြောလို့ရပါတော့နော်ဒါ official jersey ကိုပြောရပါတော့နော်ဆိုတော့ Hong Kong မှာထိုးပေးရဲ့ jersey ရကျွန်တော်ဒီ Vidit ပါမယ် Ferdinand ပါမယ် Carrick ပါမယ်ဒါက Carrick ပေါ့နော်အရှိတော့အရှာမှာဆိုဒီလိုနိုင်ငံမျိုးကြောင့် ီ United အာ United Legion တွေလာတာများတယ်ဘာလို့ဆိုတော့ United fan များလို့ပြောတာ United fan များရယ် fan base ကြီးရယ်ဒီ Hong Kong မှာဆိုတော့ United fan တွေအများကြီးပဲ Vietnam မှာဆိုရင်ပိုဆိုးတယ် Vietnam မှာပိုဆိုးတယ် Indonesia မှာလည်း United fan တွေကနည်းတာမဟုတ်အများကြီးပဲဆိုတော့ဒီ current ခါကလည်းဒီ Hong Kong မှာပဲရခဲ့တာ Hong Kong ဝင်ရခဲ့တာဒီ current current ကဘန်ကောက်ကိုလာဖို့လည်းရှိရယ်နောက်နှစ်2026မှာ Carrick ကဘန်ကောက်ကိုလာမယ်။ဘာလို့လဲဆိုတော့သူက Golf လာရိုက်မှာ။ Carrick ရဲ့ Rages ရဲ့ Vidic ရဲ့ အာဒီဘန်ကောက်ကို golf လာရိုက်မှာပေါ့နော်အဲကြရင်လည်းကျွန်တော်တို့ဆုံဆုံဒီဘန်ကောက်မှာရှိနေညီကိုလာပြီးတော့ကြည့်လို့ရတယ် icon series ပေါ့နော်တော်လည်းရှိနေမှာအဲမှာဒီ current ဆိုရင်လည်းဒီသူ့ရဲ့ current sign jersey လေးကိုကျွန်တော်ဟောင်ကောင်မောင်မှထိုးပေးခဲ့တာဒါလည်းသူတို့ hotel မှာပဲပေါ့နော်ပမာရာသဘောကောင်းတယ်ဘာလို့လဲဆိုတော့ဒီသူ့ရဲ့ fan တွေကစောင့်နေပြီဆိုရင်သူကမနေနိုင်ဘူးအဲ့လိုထွက်လာပြီးတော့ထိုးပေးရပါတော့သူတို့ဆိုဒီ jersey လေးက chevrolet kit ဖြစ်သွားပြီပေါ့နော် Nike ရဲ့ chevrolet ဒါ current captain ဖြစ်တဲ့ year ပဲပေါ့ ့သူ FA ကရရဟာဗောနလူးစ်ဗန်ဂါဖြစ်ဖြစ်တော့မှာဟာဗောဂါရစ်အဲဂါရစ်ဆန်ဂျာစီလို့ဖြစ်ပါတယ်အရင်ခေတ်တော့အကြောင်းနေပြောပြီးပါရင်တော့လက်ရှိခေတ်ကိုပြောရတော့မှာဗောနဒါတော့ကျွန်တော်ကွန်ညာရဲ့ဆန်ဂျာစီဖြစ်ပါရဲ့ကွန်ညာတောင်ကိုရီးယားမှာတော့ကဘရာဇီးနဲ့တောင်ကိုရီးယားပွဲမှာတော့ကထိုးပေးခဲ့ရင်ဆန်ဂျာစီလေးဖြစ်ပါရဲ့ကွန်ညာကအန်ဝါကျွန်မမှတ်မှတ်ရရဆိုရင်ဆိုင်းရဖို့ခက်တယ် ဆိုင်းနဲ့တောင်းတောင်းတိတ်မထိုးပေးဘူးဒါပေမဲ့တောင်ကိုရီးယားကိုကျွန်တော်မသွားပြီးခင်ကျွန်တော်တငယ်ချင်းထိုးပေးခဲ့ရပါတော့ဒီဂျာစီကိုဒါပေမဲ့သူပြောပြတာကကိုညကမန်ချစ်စတာယူနိုက်တက်ဂျာစီတွေ့ရတယ်အဲ့ကိုတန်တမမန်ရောက်လာပြီးထိုးပေးတာဘလို့ချစ်ဖို့ကောင်းလဲဆိုတာကိုညာဆိုတော့ဒါသူ့ရဲ့ဆိုင်းလေးကိုဆိုင်းအောင်နည်းနည်းလေးဒီဟိုဟာဟိုဖြစ်နေပါဆိုတော့လူလူရဲရထိုးရဆိုတော့ဒါကွန်ညရဲ့ sign ဖြစ်ပါတယ်အရန်ကိုခတ်တယ်ရဖို့တော်တော်လေးကိုခတ်တယ် sign jersey ဖြစ်ပါတယ်ဆိုတော့ဒါကကျွန်ရဲ့လလောလက်လက်မှရထားတဲ့ sign jersey လေးဖြစ်ပါတယ်အဲ့တော့ကိုနီယာဒီနှစ်ဒီနှစ်မှပို့တာပူနွေးပဲရှိသေးတယ်ကျွန်တော်ပြင်တော့ကျွန်တော်ရဲ့အချစ်တော် Ruben Amorin ရဲ့ sign jersey လေးဖြစ်ပါတယ် Ruben Amorin ကဒီမှာသူ့ sign လေးပေါ့ဒါ Ruben Amorin ဒါတော့ May Bank Cap မောင်ကဒီမလေးရှားမောင်ကပေါ့နော်ကျွန်တော်ကကြံကောင်းတာက Ruben Amorin နဲ့ ကျွန်တော်တငငချင်းလေးอ่ะဒီဟိုဟာမှာတွေ့ခဲ့ရသူ hotel 2 wire hotel 2 wire အချိန်မှာသူ escalator ပေါ့နော်သူဓာတ်လေကတက်တဲ့အချိန်မှာတွေ့ခဲ့ရအဲ့တော့သူက sign jersey sign တဲ့ဒီဒီနံပါတ်နံပါတ်ပေါ့နော်သူနံပါတ်ပေါ်မှာသူ၃ခုယူလာတယ်အဲ့တစ်ခုကိုကျွန်တော် sharing လုပ်ပေးခဲ့ရပေါ့နော်ဒါထိုင်းရတငငချင်းပဲ ။အဲ့တကယ်ကျတူဘောတော့ရှောက်သွားနေတာဘယ်လိုတော့ရှောက်လဲပြီးတော့အဲ့လိုမျိုးဒီ United ကစားသမားတွေလိုက်တွေ့နေတာအဲ့တော့ကျွန်တော်စိတ်နာနာနဲ့မသွားပြစ်တာကျွန်တော်စင်ကာပူရောက်နေပြီမလေးရှားကိုသွားလို့ရတယ်မသွားဘဲနဲ့စင်ကာပူမှာပဲပေတည်ပြီးနေခဲ့ရပေါ့အဲ့တော့ကျွန်တော်အထင်တော့စပါးကိုရှုံးလို့လာမျိုးကျွန်တော်သူ့ပွဲကိုသွားမကြည့်ဘူးဆိုပြီးဖြစ်ဖြစ်ခဲ့ရအဲ့မဲ့အာဒါ sign jersey လေးကျွန်တော်တထည့်ရောရခဲ့ရပေါ့နော် Ruben Amorin လောဆယ်ကတော့တော်တော်လေးကိုဝေဖန်ခံနေရတယ်ပေါ့နော်အမှတ်တရအနေနဲ့တော့လောဆယ်တင်းထားရင် မီးရှိုးရမလားဆက်သိမ်းထားရမလားဆိုတော့နောက်နောက်ပွဲရဲ့ရလက်ပုံမှာမူတည်ရဲပေါ့နော်ဆိုတော့ဒါက Ruben Amorim ရဲ့ sign jersey တွေပါဆို United Jersey United ကျွန်တော် collection တွေအများကြီးပြပြီးပါရင်တော့ကျွန်တော်ဒီအတော်တွင်းမှာအကြိုက်ဆုံးနဲ့တန်ဖိုးအထအဆုံး Jersey တစ်ခုကိုဒီလိုအဆုံးမတိုက်ခင်မှာပြပေးသွားပါမယ်ဆိုတော့အဲ့ဒါကတော့ဒီ Joker Bowler ထုတ်ထားရဲ့မြန်မာအသင်း Jersey ပေါ့နော်မြန်မာလဲဆိုတော့ ဒါကိုအောင်လာထူပေးထားရဲ့ sign လေးပါလို့ပါဆိုတော့ဒီ one championship ပေါ့နော်သူကနောက်ဆုံးကိုအောင်လာရဲ့ပွဲစဉ်ပြီးရဲ့အချိန်မှာကျွန်တော်ကိုအောင်လာနဲ့အချိန်အကြာကြီးတွေ့ခွင့်ရလိုက်တယ်တော်တော်လေးကိုကံကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့အဲ့အချိန်မှာကျွန်တော်သူ့ရဲ့မဖြစ်မနေသူ့ရဲ့ sign jersey လေးကိုလည်းကျွန်တော် sign လေးကိုလည်းကျွန်တော်ခွင့်တောင်းပြီးယူခဲ့ပေါ့နော်ဆိုတော့ဒါတော့မြန်မာအသင်းရဲ့ sign မြန်မာအသင်းရဲ့ jersey ပေါ်မှာသူ sign ထိုးပေးထားပါဘောကိုအောင်လာရဲ့ sign ရောင်အပြည့်ကြီးပဲဆိုတော့ ။အလေးအားကျွန်တော်ကျောင်းရဲ့ collection ထဲမှာတံမိုးထားရရဲ့ sign board မြန်မာမြန်မာကစားသမားတယောက်ပေါ့နော်ကဘာကျော်ဒါကဘာကျော် world champion မြန်မာကစားသမားတယောက်ရဲ့ sign လေးဖြစ်ပါတယ်။ဒီ sign လေးကိုတော့ကျွန်တော်နောက်ပိုင်းမှာဒီလိုနောက်မှာလုပ်ထားရဲ့ပေါင်လေးနဲ့ကျွန်တော်တေချာလေးပြန်ပြီးတော့တင်သွားမှာပေါ့နော်။ဒါကဂျူကဘူလာမြန်မာအသင်းရဲ့ဟိုပါပေါ့ player version ပေါ့။ player version စိုင်းကြဆီလေးဖြစ်ပါတယ်လာဆိုတော့ဒီနေ့ဗီဒီယိုလေးကိုအားလုံးပဲကျင်းနဲ့နှစ်သိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ကျောင်းရဲ့ channel လေးကို subscribe လုပ်ရသေးလို့ဆိုရင်ဒီကနေ့ subscribe လုပ်ပေးဖို့ကောင်းဆိုပါရယ်။အားလုံးပဲတာလှပိုင်နေဒီပိုင်ဆိုင်ကြပါစေဒီကနေ့စုံစမ်းတောင်းပေးပါရမြတ်။ Bye bye